ဝမ်းနာတာလေအဲ့တက်သွားလေဟုတ်မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာကဲခုချမ်းရေကျွန်တော်တို့အာဒုတိယ లై လေးကနေပြန်လဲချိုးဆိုပါရခင်ဗျာဆောနာ లై လေးနည်းနည်းကြာသွားလို့ပါခင်ဗျာ లై လေးနည်းနည်းကြာသွားလို့ပါခင်ဗျာအဲ့နည်းနည်းကြာသွားမို့လုံးလုံးကြာသွားတာဖေးဟုတ်တက်သွားလေဖေးဟုတ်တက်တယ်နော် မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာအခုကျွန်တော်ကဒီလိုလုပ်လိုက်မယ်ဆွမ်းနာပြောပါဒုတိယပိုင်းလိုက်မှာတော့ကျွန်တော်ဆွမ်းနာအောင်ကအာနောက်ထပ်ကျွန်တော်အခုက view လေးကမတက်လာသေးဘူးဆိုတော့အရင်ဆုံးကျွန်တော်လိုက်တွေလိုက်တွေမှာကျွန်တော်မဲရင်ဖောက်မှာမဲရင်ဖောက်မယ်မဲရင်ဖောက်လိုက်မယ်ဘာလို့ဆိုတော့ပြီးမှဖောက်မယ်ဆိုကျွန်တော်မေ့မေ့တာတို့ပြီးတော့ line ကြပါတာတို့ဆိုရင်ကျွန်တော်ဂရိမတီးယာကြမှာဆိုလို့ကျွန်တော်ကမဲရင်ဖောက်မယ်မဲဖောက်တဲ့အခါမှာဆိုရင်လည်းပဲကျွန်တော်ဘယ်လိုပုံစံမျိုးလေးလုပ်မလဲဆိုရင် အဓိကကတော့ကျွန်တော်တို့ကအဲဒီညကတော့ကျွန်တော်တူနိုင်ဆိတ်ရွှေနာဆိုင်ရဲ့ soft open ဒီဖွင့်ပွဲနောက်ဆုံးညအောင်ပွဲလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကြောင့်မလို့29ရာခိုင်နှုန်း discount အောင်လဲကျွန်တော်နောက်ပြီးသွားရင်လည်းကျွန်တော်တို့အခုမဲရတော့ကျွန်တော်မဖောက်ဘူးတေချာပေါ့အဲမဲမဖောက်တော့မဲဖောက်မှာအဲဒါမှမဟုတ်ဟိုမဲလိမ့်နဲ့မနိုင်မနိုင်ပဲမနိုင်ဖဲနဲ့လေဒီတိုင်းပဲကျွန်တော်တန်းဖောက်ပေးမှာပါအဲ့တော့အခုနောက်ထပ်အစီအစဉ်လေးမှာပထမ line မှာတော့ကျွန်တော်အဲ1016ဦးကိုကျွန်တော်ရွေးချယ်လိုက်ပါပြီအဲ့တော့ အဲနောက်တဲ့ဒုတိယလိုက်လေးမှာတော့ကျွန်တော်ဘလို့စီစဉ်လေးနဲ့သွားမလဲဆိုရင်ဒုတိယအဲဒုတိယဟောနော်ကျွန်တော်ရေးပြရမယ့်စာသားလေးကတော့ကျွန်တော်တို့အဲ 29ရာအဲစိန်ရွှေပေါ့နော်အဲစိန်ရွှေ29ရာခိုင်နှုန်းအဲဒီညနောက်ဆုံးပေါ့နော်အဲစိန်ရွှေ25ရာခိုင်နှုန်းဒီညနောက်ဆုံးပေါ့နော်အဲအဲ့ဒါအဲ့ဒါလေးပေါ့နော်အဲဒီညနောက်ဆုံးအဲရှင်းလိုက်ပါပြီကိုချမ်းကြီးပေါ့နော်အဲအဲ့ဒါလေးပေါ့နော်အဲ့ဒါလေးပဲအဲ့ဒါလေးပဲရေးပေးပါအဲကျွန်တော်ပြောပြပါမယ်ဒုတိယပိုင်းလိုက်လေးမှာကျွန်တော်အဲ10ဦးရွေးပေးပါမယ်ခင်ဗျာတပေါင်းမဲ10ဦးရွေးပေးပါမယ်ခင်ဗျာတပေါင်းမဲ10ဦးရွေးပေးပါမယ်ပထမလိုက်တုန်းကကျွန်တော်အဲ၈နှစ်45မှာအဲပထမလိုက်တုန်းကတော့ကျွန်တော်တို့အဲဒီပေါ့နော် တသောမဲ့16ဦးရွေးပြီးသွားပါပြီ၈နှစ်အိုင်90မိနစ်မှာကျွန်တော်အဲတိကျကျွန်တော်ပြောထားတာတို့ပေဒီအဲကျွန်တော်တို့ဝေမန်လေးနည်းနည်းများနေတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်မဲဖောက်ဖို့9မိနစ်နောက်ကျသွားတယ်အဲ့